င်္ဂလာပါရှင်။ဇွန်လ18ရက်ဗုဒ္ဓဖူးနေ့ရက်တိမတ်ဖွယ်ရာသတင်းကဘာကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့အကြီးဆုံးယူရီနီယံတန့်စင်ရေးဆက်ယုံထိခိုက်ပျက်စီးပြီးနောက်အပြစ်ရရေးအီရန်တောင်းဆိုတဲ့သတင်းဖြစ်ပါတယ်။ ဣသရေလနဲ့အီရန်တို့ကြားအသေးပြောင်များတဲ့ပြစ်ခတ်မှုများမှာငားရမြောက်နေသူဝင်ရောက်လာခဲ့ပြီးအီရန်နိုင်ငံရဲ့အကြီးဆုံးရှူရီနီယံတန့်စင်ရေးဆက်ယုံအကြီးအကျယ်ထိခိုက်ပျက်စီးခဲ့တယ်လို့ကုလသမဂ္ဂနျူကလ িয়ার စောင့်ကြည့်ရေးအကြီးအကဲမှထုတ်ပြန်ပြီးတဲ့နောက်မှာအပြစ်ခတ်ရစေရန်အီရန်ဘက်ကတောင်းဆိုလိုက်တယ်လို့ရိုက်တာသတင်းမှဖော်ပြလာပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ဩဇာလွှမ်းမှုသောအစ္စရေးဝန်ကြီးချုပ်ဘက်စမင်နတန်ယာဟူဟာချက်ချင်းအပြည့်ခတ်ရစဲရည်အတွက်အိုမန်ကာတာနဲ့ဆော်ဒီအာရေဗျားတို့အနေဖြင့်လည်းဖိအားပေးရန်အီရန်ကတောင်းဆိုခဲ့ကြောင်းသတင်းများကဖော်ပြလာပါတယ်။အပြန်အလှန်အားဖြင့်အီရန်ဟာနျူကလ িয়ার စစ်ဆင်ညှိနှိုင်းမှုအတွက်လက်ရုံးညီတွေရှိမှုကိုပြသမှာဖြစ်ကြောင်းအီရန်သတင်းရင်းမြစ်ကဆိုပါတယ်။ ဇွန်လ16ရက်ကအစ္စရေးတိုက်ခတ်မှုကြောင့်အီရန်ရုတ်တံလွှင့်ဌာနကိုထိမှန်ခဲ့ပြီးပောက်ကွဲမှုကြောင့်သတင်းဖတ်သူတို့မှထိုင်ကုန်မှအမြန်ထွက်ပြေးသွားရတဲ့ရုတ်တံလေးထွက်ပေါ်လာခဲ့တယ်လို့သိရှိရပါတယ်ရှင်။ဆလတ်တင်ဆက်မဲ့သတင်းကတော့အစ္စရေးကအီရန်နိုင်ငံနဲ့ရှေ့ပြစ်မှတ်များကိုညအချိန်တွင်တိုက်ခတ်ခဲ့ပြီးနောက်အီရန်ကတယ်ဗေမျိုးကိုဒေါ်ကြီးများဖြင့်ဒရက်ဆယ်ပြစ်ခတ်တိုက်ခိုက်တဲ့သတင်းဖြစ်ပါတယ်။ အစ္စရေးကအီရန်နိုင်ငံနဲ့ရှိပြစ်မှတ်များကိုညအချိန်တွင်တိုက်ခိုက်ခဲ့ပြီးနောက်အီရန်ကတဲဘေမျိုးကိုဒုံးကျည်များဖြင့်ဒရက်ဆက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။နှစ်ဖက်စလုံးကနောက်ထပ်ထိခိုက်ပျက်စီးမှုများဖြစ်အောင်တိုက်ခိုက်မယ်လို့ထင်ဆောင်နေကြပြီးအစ္စရေးကအီရန်နိုင်ငံထဲကစစ်ရေးပြစ်မှတ်များကိုတိုက်ခိုက်ခဲ့ကအီရန်ကဇွန်လ16ရက်စောစောပိုင်းတွင်အစ္စရေးမျိုးများကိုဒုံးကျည်များဖြင့်ဒရက်ဆက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။ အီရန်ဘက်မှဒေါ်ကြီးများဝင်ရောက်လာသောကြောင့်ပြည်သူတို့အကာအကွယ်ယူထားကြရန် အစ္စရေးစစ်တပ်ကအသတိပေးခဲ့ပြီးနောက်ဂျက်ဗင်မျိုးရင်းမိလောင်ပြီးအတွင်ပိုင်းပျက်စီးနေသော လူနေအဆောက်အုံများရဲ့ပုံများကို AFP သတင်းဌာနကဖော်ပြခဲ့ပါသည်ကြအပြင်ဟိုင်ဖာကန်ယိုတန်မြို့တွင်လည်းတငွေ့ငွေလောင်နေသောမိများကိုမြင်ရတယ်လို့သတင်းများကဖော်ပြပါရယ် အစ္စရေးလေကြောင်းရံကာကွယ်ရေးကညကောင်းကင်ကိုနှင်းထိန်စေခဲ့ခြင်းတွင်ဂျေယုစလင်မြို့မှာကျေလောင်သောပောက်ကွဲသံများကို AFP သတင်းတောက်ကကြားခဲ့ရတယ်လို့ဆိုထားကြောင်းလည်းသိရပါတယ်ရှင်။ထပ်မတင်ဆက်ပြီးမှကတော့အီရန်စစ်ဝစီချုပ်အစ်စ်ကိုရှင်းလင်းဖယ်ရှားလိုက်ပြီလို့အစ္စရေးစစ်တပ်ပြောကြားတဲ့သတင်းဖြစ်ပါတယ်။ အသိခန့်ထားတဲ့အီရန်စစ်ဦးစီးချုပ်ယုံ အရေးပေါ်ကုကွယ်မှုဌာနဦးစီးချုပ်နဲ့လေကြောင်းရန်ကာကွယ်ရေးဌာနဦးစီးချုပ်မိုးချုပ်ကြီးအလီရှမာနီကိုတီရန်မြို့တော်မှာပဲလေကြောင်းကနေပဲတိုက်ခိုက်ရှင်လင်းဖယ်ရှားခဲ့တယ်လို့အစ္စရေးစစ်တပ်ကဇွန်လ18ရက်မှာသတင်းထုတ်ပြန်ထားပါတယ်အလီရှမာနီဟာဇွန်လ23ရက်မတိုင်ခင်ကလေကြောင်းရန်ကာကွယ်ရေးတပ်ဒူစီချုပ်တာဝန်ယူခဲ့သူဖြစ်ပြီးဘာသာရေးကောင်းဆောင် အရာတိုလာခါမေနီရဲ့စစ်ရေးအကြံပေးတူလည်းဖြစ်တယ်လို့ဆိုပါတယ်။ ဇွန်လ23ရက်ကအစ္စရေးလေကြောင်းတိုက်ခိုက်မှုတွေမှာစစ်ဦးစီးချုပ်တွေတည်ဆုံသွားရတဲ့အတွက်ဇွန်လ14ရက်နေ့မှာအလီရှမာတွေကိုဒုဗိုလ်ချုပ်ကြီးအစင်ကနေဗိုလ်ချုပ်ကြီးယာဒူတိုးဝေးပြီးအယာတူလာခါမင်းကြီးကခန့်အပ်ထားတာလို့လည်းသိရှိရပါတယ်ရှင်။နောက်ထပ်တင်ဆက်မယ့်သတင်းကတော့ဒီမိုကရက်အာကောင်နယ်မြို့များတွင်ပြည်နေတန်းပိုပေးရန်ထရန့်ညွှန်ကြားရေးသတင်းဖြစ်ပါတယ်။ ဒီမိုကရက်တစ်ပါတီအုပ်စုအကောင်တော်မျိုးများတွင်ဖန်စီပြည်နယ်တံပေးခြင်းများကိုတိုးမြင့်လှုံ့ဆော်ရန်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဇွန်လ15ရက်တွင်အမိန့်ပေးထားကြောင်း DW သတင်းတရတင် ဖော်ပြထားပါသည်လော့စ်အန်ဂျလိစ်နှင့်အခြားအမေရိကန်မျိုးကြီးများတွင်၎င်း၏အစိုးရအားဆန္ဒပြမှုများပုံမှုဖြစ်ပေါ်လာခြင်းတွင်ထရန်ကလူဝင်မှုကြီးကြပ်ရေးအရာရှိများကိုညွှန်ကြားခဲ့ခြင်းဖြစ်ပါသည်။ထရန်ကသူ့ရဲ့လူမှုမီဒီယာပလက်ဖောင်း True Social Post တခုတွင်တမိုင်းတလျှောက်အကြီးမားဆုံးအစုလိုက်အပြုံလိုက်နှင်ထွေအစီအစဉ်ကိုလှုပ်ဆောင်ရမှာအလွန်အရေးကြီးသောရည်မှန်ချက်အောင်မြင်ရန်မိမိတို့အနေနဲ့စွမ်းအားအပြည့်ဖြင့်လှုပ်ဆောင်ရန်အရာရှိများကိုတိုက်တွန်းထားပါတယ်။ဒါအပြင် American ရဲ့အကြီးဆုံးမြို့များဖြစ်သော Los Angeles, Chicago နဲ့ New York တို့ရှိတရားမဝင်နိုင်ငံသားသားတန်ပေါင်းများစွာနေထိုင်တဲ့နေရာများတွင်၎င်းတို့ကိုထိန်သိမ်းပြီးနှင်ထွေရန် ပုံမှန်လှုပ်ဆောင်ရမယ်လို့យေတာထားကြောင်းသတင်းများကဖော်ပြထားပါတယ်ရှင်။ နောက်ထပ်တင်ဆက်ပေးမှာကတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့် G7 ထိပ်သီးအစည်းအဝေးမှဆော်ပြီးထွက်ခွာတဲ့သတင်းဖြစ်ပါတယ်။တနင်္လာနေ့ကကနေဒါနိုင်ငံတွင်52ကြိမ်မြောက် G7 ထိပ်သီးအစည်းအဝေးပြုလုပ်ပြီးတစ်ချိန်တည်းမှာပဲအမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာထိပ်သီးအစည်းအဝေးမှဆော်ပြီးထွက်ခွာသွားမှာဖြစ်ပြီးတနင်္လာနေ့ညတွင်ဝါရှင်တန် DC သို့ပြန်လည်ရောက်ရှိမှာဖြစ်တယ်လို့မျှော်လင့်ရကြောင်းကြေညာခဲ့ပါတယ်။ အချိန်ကြာပြောင်းလဲဟာယူကရိန်းသမ္မတဗလော်ဒီမာစလန်စကီနဲ့မဂစီကိုသမ္မတကလာဗီယာရှိုင်မန်တို့နဲ့ထရမ့်ရဲ့စီစဉ်ထားတဲ့နှစ်နိုင်ငံတွေ့ဆုံမှုများကိုပယ်ဖြတ်မှာဖြစ်တယ်လို့ ABC News တွင်ဖော်ပြထားကြောင်းလည်းသိရှိရပါတယ်ရှင်။ပရိသတ်များရှင်ကျွန်တော်တို့ရှန်ကုန်မီဒီယာကနေအီရန်နဲ့အစ္စရေးတို့ရဲ့တိုက်ပွဲသည်များအပောင်းဝင်နိုင်ငံတကာရဲ့ထူးခြားဖြစ်စဉ်များကိုအချိန်နဲ့တပြေးညီသိရှိနိုင်ရန်ထုတ်လင့်တင်ဆက်ပေးလျက်ရှိပါတယ်။တရှိပေးခဲ့ကြတဲ့ပရိသတ်များကိုကျေးဇူးတင်ရှိပါတယ်ရှင်။